ရိုက်တာသားကြီးရိုက်ကူးနေပြီးတရုတ်ဆောင်များဖြစ်ကြတဲ့ပြည်တီဦးဤချောဘူထူကြားရွှေပိုးအိမ်နဲ့တခြားအမှုပညာရှင်တွေပါဝင်တရုတ်ဆောင်ထားတဲ့တလွင်းစိန်ဗီဒီယိုဇာတ်ကားရဲ့ရိုက်ကွင်းပုံရိပ်တွေကိုရှုစားမှာပါဒီအကြောင်းကိုတော့ MCN သတင်းတောက်အေးမြတ်ကအခုလိုပဲတင်ဆက်ပေးထားပါရရှင် နိုင်ရဲ့လက်ထောက်လေးဒီလူချမ်းမမခက်ရလို့မန်းပြစ်ကိုယ်တိုင်ကပို့ပေးတာရှူးသားတဲ့ကောင်မလေးတယောက်ရဲ့ဖြူစင်မှုတွေပွင့်လင်းမှုတွေအပြုံးတွေအပြင်နာကျင်မှုတွေကို ပုံပေါ်အောင်ရိုက်ကူးပေးထားတဲ့ရိုက်ကွင်းပေါ်ရိပ်တစ်ခုကိုဒီဘက်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တော်တဲ့ကလာပြီးဆရာကြီးကလည်းချိန်လိုက်ပြီ။ဒိုင်တာသားကြီးရိုက်ကူးပုံဖော်နေပြီးမင်းသားအကယ်ဒမီပြည်တီဦးမင်းသမီးအီချောဘိုထူးခြားရွှေပိုးအိမ်တို့ကအဓိကတရုပ်ဆောင်ပေးထားတဲ့တိုလဲစိန်ဆိုတဲ့ဇာတ်ကားလေးနဲ့ပြည့်တဲ့ကိုမိတ်ဆက်ပေးပါရစေ။ နမ်းမုံရဲ့ဘဝအစကမိဘနှစ်ပါးမရှိတော့တဲ့အတွက်ဦးလေးဖြစ်သူက မွေးစားခဲ့ပေမဲ့လည်းဦးလေးရဲ့မိန်းမနဲ့တမီးဖြစ်သူကြောင့်နမ်းမုံဟာအိမ်မော်ဖြစ်နေပဲဘဝကိုဖြတ်တန်းလာခဲ့ရတာဖြစ်ပါတယ်။သားလို့ရှင်ကြီးကကြောက်လို့ရှင်လည်းလွဲတယ်အန်အော်ရီလည်းလွဲတယ်ပေါ့လွဲလေလွဲတယ်ဆိုတော့ပြောပြလိုက်ပြီရှိုးသားတဲ့နန်းမုံဟာအမြဲတမ်းလဲနိုင်ကျင့်ခံနေရတာကြောင့်လှုပ်လိုက်တဲ့ကိစ္စတိုင်းမှာအမြဲတမ်းအလွဲတွေနဲ့ဖြစ်နေရပါတယ်အာဒီကမှာကနမေကတလွဲစိတ်ပေါ့နော် ဒလွယ်စိန်ဟိုကွန်ပျူတာရဲ့ကျော်ရဲ့နောက်ဟိုရှင်ပိုးအိမ်တို့နောက်တယောက်ဆောင်နေအများကြီးပါပါတယ်။အာဒီကလေးဒရိုက်တာတော့ကိုသားကြီးပေါ့နော်။ဒီကလေးကပုံစံဒလွယ်စိန်ဆိုတော့ဒီထဲမှာဒလွယ်တွေပဲအများတန်းလုပ်တယ်။ဒလွယ်လည်းအချို့ချို့ပေါ့နော်။ရှက်ပြရှက်ပြနိုင်တယ်ပေါ့နော်။အဲ့ဒါဒီအိမ်ကသာတူမပေါ့ဥဝင်းမြရဲ့တူမပေါ့။တူမဒါပေမဲ့အတော်နဲ့ဦးလေးရဲ့မိန်းမနဲ့တမီးနဲ့က ကိုအမြင်မကြည့်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးပါဟုတ်တမားကငယ်စဉ်ကတည်းကချမ်းသာတဲ့လူငယ်တယောက်ဖြစ်ပြီးအမေနဲ့နေထိုင်တဲ့ကောင်းလေးပါ။အရာရာကိုဥဆောင်နိုင်တဲ့လူငယ်တယောက်ဖြစ်တာကြောင့်သမီးရှင်တွေရဲ့အကြိုက်တွေနေရတဲ့သူတယောက်လည်းဖြစ်ပါတယ်။အော်ဒီကားထဲမှာတော့အကူကဟိုပေါ့သတိသားပညာတတ်ပေါ့နော်။အဲ့တော့အကူကစီးနဲ့ကန်းနဲ့စီစင်းတဲ့ကြအဲ့လိုမျိုးတတ်တတ်ရရနေတတ်တဲ့သူပေါ့။အဲ့ဒီချောဘောကတော့ဒီကားမှာလည်းအဲ့လို ုပ်စာပြင်အောင်နဲ့ဘိုဒီဘက်တည်နေတတ်တဲ့သူပေါ့နော်အဲ့လိုပုံစံမျိုးလေးပါကျွန်တော်တို့ကတော့ကားတွေကားတွေအကုန်လုံးလေကျွန်တော်တို့မှအစွမ်းရှိသလောက်ပေါ့နော်စဉ်းစားထားပြီးတော့အမြဲတမ်းစူးစမ်းပါတယ်ဘယ်ကားကိုမှပော့ပော့တန်တန်သဘောထားပြီးတော့ရိုက်လိုက်တဲ့ကားမျိုးကျွန်တော်တို့မှမရှိပါဘူးပြီးပါရှင်到了，他多了。 နမ်မုံရဲ့ညီမတဝင်းခွဲတော်တဲ့ရွှေတင်စာကတော့ငငယ်ကလေးကချမ်းသာတဲ့အတွက်အယံမာနာကြီးပြီးတစ်ဖက်သက်ဆန်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဘယ်ရမဆိုလူချင်းစိတ်ရှိတဲ့သူဖြစ်ပြီးသူမြန်နိုးတဲ့ပစ္စည်းကိုသူများယူသွားမှလည်းအယံစိုးရိမ်နေတဲ့သူတယောက်ဖြစ်တာကြောင့်အလိုလိုနေရင်နမ်မုံကိုမုန်းတီးနေတဲ့လူလည်းဖြစ်ပါတယ်။ဒီမဲမှာ ညီမကတော့မိတ်ချောဖို့ရဲ့အမဝမ်းခွဲပေါ့နော်။နည်းနည်းမာနာကြီးအမောက်မာတယ်။နောက်ပြီးတော့သူ့နည်းကြည့်မရဘူးပေါ့နော်အဲ့လိုမျိုး။အဖေကသူ့မွေးစားထားတဲ့ကြောင့်မို့သူ့နည်းတိတ်ကြည့်မရဘူး။ဟိုသူ့အမြဲတမ်းအော်ဟစ်နေရဲ့အဲ့လိုပုံစံမျိုးခက်ဆူဆူကောင်းမလေးတရားပုံစံနဲ့ရွှေတင်သားတငယ်ချင်းဖြစ်တဲ့တမားတယောက်ရွှေတင်သားအိမ်ကိုဝင်ထွက်သွားလာရင်နန်းမုံကိုတွေ့တဲ့ချိန်မှာပဲတနားစိတ်ဝင်ပြီးချင်းမိသွားရကနေနန်းမုံတယောက်ရဲ့ဘဝအလဲလဲချော်ချော်တွေဖြစ်ခဲ့ရပါတယ်။ အရင်ကတည်းကအကျောက်တရားတွေနဲ့ပဲနေခဲ့ရတဲ့နန်းမုံတယောက်အချစ်ကြောင့်တတ္တိတွေရှိလာမှာလားတူလေးမိန်းမနဲ့တမီးရဲ့အနိုင်ချင်းနှိပ်စက်မှုတွေကိုရောဘယ်လောက်ထိခံစားရမှာလဲအချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုနန်းမုံနဲ့ကျမတို့နှစ်ယောက်အတူတူရင်ဆိုင်နိုင်ပါမလားဆိုတာကိုတော့ပြိတ္တတွေကဒီစကားထွက်ရှိလာတဲ့အခါမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ဥစ္စာစွာနားနဲ့မနာပွားနဲ့နားပါနော်ဟုတ်ကဲ့နန်းမုံတမီးရောအန်ဒီတို့လူကြီးစီစဉ်လာတဲ့ဟာပြောချင်နေတယ် အမလေးရှက်လိုက်တာဘာမှမဟုတ်ပဲသူ့ကိုလာတော့တယ်ရှက်လိုက်တာငါတို့ရင်နေခုံးရတာဘာလို့လာတော့တယ်မဟုတ်ပဲဒါလေးကတော့အိမ်တော်အိမ်ကားလေးလည်းဖြစ်တယ်နောက်ပြီးတော့ဒီရိုမန့်လေးလည်းပါတယ်ဟိုပေးသက်ကတော့ကြည့်လို့ရှိရင်တော့ဟိုအရသာတုံးလို့တော့ခံစားရမှာပေါ့ဟောပရမအချက်အဲပြီးတော့အလွမ်းပြီးတော့အကြမ်းပေါ့ ဒီကားလေးကိုဟိုထွက်လာလို့ချင်းအားပေးပါလို့ပြည်သူလည်းသေဆောင်တယ်ဒီကျော်ဦးလည်းသေဆောင်တယ်ပြီးတော့ထူးခြားပေါ့နော်ဒီဇက်ကားမှာပေါ်နေတဲ့လူအားလုံးကဒီဇက်အပေါ်မှာလည်းတေချာလှုပ်ထားတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုထွက်လာအားပေးပါလို့ငါစိတ်ပါလို့ရှိရင်တလောကလုံးနဲ့လည်းရင်ဆိုင်ရဲတယ်ပြုမဆိုင်ဒါပေမဲ့မင်းပြောသလိုပဲဒီစကားကိုတော့သင်ငန်းကျိုးမြို့နယ်နဲ့ဤတဝိုင်မှာရိုက်ကူးနေတာဖြစ်ပြီးဝိထုနတမီစန်းဒီရဲ့ဇလန်းကိုနှုပညာရှင်များစွာက ပုံဖော်နေတာပဲဖြစ်ပါတယ်ရှင်။